တော်လမ်းမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာမျက်စုံကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး reaction လို့သွားပေးခင်မှာတော့ယနေ့မေလာ9ရက်နေ့တောက်ကြနေရဲ့ညာဘက်နှောင်ဆင်းရရှိသတင်းချို့ကိုအချင်းချင်းဖော်ပြပြသွားဖြစ်တဲ့အတွက်တော်လမ်းမျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်ဒါကမြန်မာပြည်မှာခေါင်းဆောင်ပြောင်းလဲဖြစ်တယ်တောင်းဆောင်သူကြီးကိုထောင်းချပြီးတော့တောင်းဆောင်ရဲ့ဦးမျိုးထောင်းချပြီးတော့အဲခေါင်းဆောင်တက်လို့တဲ့ဘုံကြီးဦးကြီးမင်းတက်မှာခေါင်းဆောင်ဘုံကြီးဦးကြီးမင်းအောင်လိုက်ကဘာဖြစ်မှာလဲဆိုတာ မနေ့ပြန်ကြရင်ဒီနေ့တွေ့မယ်မနေ့ကြရင်စိတ်ကြောက်သွားမျိုးဖြစ်မသွားဘူးလေမပြောနိုင်တဲ့အတွက်ကျွန်တော်ကတွေ့မယ်လို့ပြောတာဒီတရားရရင်တော့ဖြစ်ချင်မှဖြစ်နိုင်တယ်ဒါပေမဲ့သို့တော့ခံမှန်းသုံးသက်ချက်ဖြစ်တဲ့အတွက်တွေ့မယ်လို့ပြောတာဒီတွေ့မယ်လို့ပဲမှတ်ပါအဲမတွေ့ခဲ့တော့လည်းမတွေ့လို့ပဲမှတ်ပါဒီလိုပဲပြောပြရစီနော်စောင့်ကြည့်ရဲဆိုတာကဲယူဂျီခေါနဲ့တွေ့မှာတော့တရားရရင်တော့မယ်ဆိုပြီးတော့ငါတို့ကသိထားပြီးပါပြီမင်းနာမသိသေးတာဘာလို့လဲဆိုတော့မင်းအပြင်းမထွက်ရတာကြီးကို ညမှာလည်းအားရစွာသတင်းတွေဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအလုံးပဲအားရပါရနဲ့ကြည့်ရှုရအောင်ဖြစ်ပါတယ်။ဘရောင်သွန်းသတင်းပုံဒီနေ့ကတော့ထိုင်းမြန်မာနယ်စပ်ဤဒဝဲမြို့နယ်နဲ့လိုင်းဝဲမြို့နယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့ e key viewer scan နဲ့တခေါ် p key scan တို့ကိုသိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်းကရင်မျိုးသားစီယုံ KNU ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။အဖအကြီးမင်းအောင်နိုင်ပွဲတတိုင်းအခုမဟုတ်တခုကတော့ထူးကြရတယ်ဆိုတာကတော့ပြေးကြည့်စီရတော့မလိုပါဘူး။တွေးကြည့်ရတယ်တော့သိမှာဖြစ်ပါတယ်။ဒါလည်းအရင်ကသူ့ပွဲတစ်ပွဲတက်လိုက်တိုင်းတော်လိုင်းတက်ဒီဘက်ကလည်းပိုင်တပွဲ တွဲနိုင်တာကတော့အပေချာဖြစ်နေတာပါ KNU က1998ခုနှစ်မှာလက်လွတ်ခဲ့ရတဲ့တင်းသာရီတိုင်းဒဝယ်မြို့နယ်တိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ठी ခိပြူဟာစစ်ကံကိုယနေ့မေလာ9ရက်နေ့မှာအပီးပိုင်ပြန်လည်သိမ်းပိုင်နိုင်ခဲ့ကြောင်း ठी ခိဒေသဟာ KNU မြိတ်ဒဝယ်ခရိုင်ဌာနချုပ်နဲ့တမာဌာနချုပ်တိစောက်ရန်1994ခုနှစ်မှာစတင်စီတင်ခဲ့ပြီး1995ခုနှစ်မှာတော့စတင်တိစောက်ခဲ့ကြောင်း ठी ခိဒေသမှာခရိုင်ဌာနချုပ်နဲ့တမာဌာနချုပ်ရုံးမှတရှိပြီးဤထားတွင်ခရိုင်ဌာနချုပ်နဲ့တမာဌာနချုပ်နဲ့ ကောင်းဝင်ထမ်းဆောင်နေသောရုံးဖွဲ့မိသားစုဝင်များနေထိုင်ခဲ့ကြကြောင်းကောင်း969ခုနှစ်တွင်မြမစစ်တပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းနှစ်ပေါင်း28နှစ်အကြာမှာတော့ပြည်အနူရာအပီးပိုင်ပြန်လည်သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်းရုရှားကိုသွားပွဲတင်နေတဲ့မင်းအောင်နိုင်ကိုတရင်စကားပါလိုက်ပါတယ်။လာတူပဲယနေ့မေလာ9ရက်နေ့နက်9:00အချိန်လိုင်းမွေမြို့နယ်ခိုင်းမြမာနေဆက်ကီနီယန်နူး တက်မာခွန်နေမြေတွင်းရှိစစ်ကောင်စီရဲ့ခလာရနှစ်လေးအခြေချတဆွဲထားသောလေပနာဒီခေါ်တခေါ်ဘီခွီးစစ်ကောင်စီတပ်စခန်းကိုလည်း KNL ဦးဆောင်သောမဟာမိတ်တပ်များကတိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်ကြောင်း KNL ကထပ်မံထုတ်ပြန်လိုက်ပါတယ်စခန်းရပြီလေအရင်လန်ကျင်လိုက်ပြီးစစ်သားတွေကတော့ပြေးစင်းကုန်တာလိုက်ရှင်းနေတယ်ခုနှစ်ရက်ဒီမှာဒရုန်းနဲ့စတိုက်ပြီးသိမ်းတာခုမနေ့တော့သူတို့ထွက်ပြေးသွားကြတယ်သူကမဲလာဒုက္ခတဲ့စကန်နောက်ဘက်ကစကန်ပေါ့နောက်ထပ်မဲလာတို့ဝမ်ခါတစ်တို့အဲ့ဒီစက္ကစစကန်ချူတော့ကြံသေးတယ်လို့လည်းကရင်စစ်သည်မြေကဖော်ပြထားပါတယ် ပြေးသွားတဲ့စစ်သားတွေကလေလေးစီးနဲ့ထွက်ပြေးသွားရမှာတော့လေနဲ့စီးဟာဒီထဲမှာပဲအကုန်မြုပ်သွားပြီးတော့ကန်တဲ့နစီးကတော့ကန်ပေါ်ထိရောက်အောင်တွန်းနိုင်ခဲ့ပုံလေးပေါ်ပြထားတဲ့ဗီဒီယိုလေးကိုလည်းနောက်မှထပ်မံပေါ်ပြလိုက်ပါတယ်ဆန္ဒပြတာကိုဖြိုခွဲတာကိုနားလေပြေးရပြီကျွန်တော်နားမလဲတာတခုကပြည်သူတွေအားလုံးပြေးသွားတဲ့အခါမှာကြံနေခဲ့တဲ့ထမင်းဘူးတွေပလာတာတွေဒံပေါက်အိုးလိုက်တယ်တချို့နေရာတွေဆိုပတ်စံတော်ပါသွားတယ်အဲ့အားလုံးမသွားတာအဲ့ဒါဘာလို့တာလဲကျွန်တော်တကယ်မသိလို့ပါ တည့်လို့ရှိလဲကောမန်ရေးသွားနော်အဲ့ဒါဘာလောက်တာလဲလို့ရိုတာနီကတော့သူမျိုးတော့မစ္စတဲဝဲနာဆိုဒါဆိုဘာလို့ငါတို့တန်တာဆက်ပဲရက်တင်နိုင်တာတော့ဒီနိုင်ငံလုံးနဲ့တယောက်ဖြစ်နေတဲ့ဖက်ကရှမှာဆိုနောက်ဆိုပြည်တည်လို့ရမော်နဲ့ငါတို့ပြည်သူအတွက်ပါတော့မရီကညာပါလေမရီကညာပါแกมอยอกดมเอ้ดีตะกาเปียนกะปะปองอ ်ညာရင်နဲ့ကဲဝေဝနာကကိုရှိမရင်ဆိုင်တွေ့ရပါရှင်နေနေကြာရှင်နေနေကြာကြာကလေနေမဝင်ငင်ကလေးကတော့ရှိသမျှရှင်နေဟိန်းတယ်ကြာဟိန်းတယ်ငါဘယ်လိုပြန်ရပါမလဲပြန်ရပါမလဲမပြေဘူးပါဘူးရှင်တော့ 爹爹也送你的，你做个没有娘的，这就要够了，咱们也够。 တနာအမကလေးသာတော့တပြီတော့လေမဲလို့နောက်ထပ်သတင်းတွေမှာတော့လူ၄00နီးပါးတည်ဆုံးပြီးမန္တလေးစကိုင်းနယ်နေပြည်တော်ကိုပျက်စီးခဲ့သောငလင်ကြီးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုများကိုခီးသွောများလာကြည့်မိဖြစ်၍ဟိုတယ်နှင့်ခီးသွောလုပ်ငန်းများကိုဝင်ငွေတိုးမိဖြစ်ကြောင်းစစ်ကောင်စီရဲ့ဟိုတယ်နှင့်ခီးသွောရေးဝင်ကြီးဌာနကကြေညာလိုက်ပါတယ်။အဟာနိုင်ငံတော်ဝင်ကြီးချုပ်ရဲ့စီစဉ်ဖြစ်ပါတယ်။နိုင်ငံတော်ဝင်ကြီးချုပ်ရဲ့တွေးခေါ်ကြံစည်မှုနဲ့ ခုလိုမျိုးငလင်တန်ထီသွားတဲ့ဒေသတွေကိုနိုင်ငံတကာကနေပြီးလာရောက်ကြည့်ရှုလို့ရအောင်စီစဉ်ပေးထားတာဖြစ်ပြီးတော့အခုလိုလာရောက်ကြည့်ရှုတဲ့အခါမှာလဲဟိုတယ်တွေမှာစတင်ပြီးတော့တဲမှာဖြစ်တဲ့အတွက်ဟိုတယ်နဲ့ခီးသွားလုပ်ငန်းတွေကိုဝင်ငွေတိုးစေဖို့အတွက်ဝင်ကြီးချုပ်ရဲ့အကြံစီအားတော်တော်လေးကိုပဲကောင်းမွန်ပါတယ်ဆိုပြီးတော့လဲဟိုတယ်နဲ့ခီးသွားဝင်ကြီးဌာနကနေပြီးတော့ပုံပြန်ကြေညာထားပါတယ်ကျွန်တော်တို့တော့ငလင်ပြည့်စည်တွေနဲ့ခီးသွားလုပ်ငန်းမြင့်ကျင်မယ်ဆိုတာမျိုးကိုမကြဘူးသေးပါဘူးဗျာကဘာမှလည်းမရှိဘူးတကယ်ကို idea အစ်ပဲညီဘောမှလည်းငင်းကြီးလုတ်သွားတာပဲရုပ်ပြီးမှလည်းလူပေါင်းများစွာတည်ခဲ့တဲ့ စီရွှန်ငလင်ကြီးလောက်သွားတာပဲထိုင်ဝမ်မှာလည်းငလင်ကြီးလောက်ခတ်သွားတာပါပဲငလင်ကြီးနဲ့ခီးသွွားလုပ်ငန်းမြင့်တယ်မယ်ဆိုတာမျိုးကိုတကယ်ကိုမှမကြဘူးမရှိခဲ့ဘူးတာပါဗျာဘသူကမှလည်းလာမကြည့်ပါဘူးကယ်ဆယ်ရေးလုပ်တဲ့သူနဲ့ကိုညင်ကျင်တဲ့သူတွေပဲလာမှာပေါ့ဒါကြီးကလွဲတော့လွဲနေတယ်ဆိုပြီးတော့လေရန်ကုန်ခြေတိုက်ခီးသွွား agency လောက်ကင်သူတူကလည်းသုံးသက်ပြထားပါဗျာအင်းတိုင်းမြောင်မျိုးနယ်မှာပြည်သူများကိုစစ်ကြေးကောင်ဝင်ညင်နေသောမြောင်မျိုးမှာ yes ကမှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပြစ်ခတ်မှုစစ်ဗိုလ်ပေါင်းဝင်စစ်သား4ဦးတိစုံပြီးတနက်3နဲ့3စီရရှိကြောင်း CDSOM ဘူးစက်ကြစစ်ကြောင်းမှာ ရဲဘော်စမာကပြောထားပါဗျ။တသားတွေကိုလည်းလည်းပြစ်ခတ်ရမှာတနအိကြိုကြတိုက်ခွဲဖြစ်ပါတယ်။စက္ခတ်၃កောင်နေရာပဲလဲကြသွားတယ်။ကြည်ကြည်တဲ့စစ်ဘူတော့စခန်းသားမရောက်ခင်ဒယန်နဲ့ထမှန်သေးဆုံးပါတယ်။ဂျန်နဲ့စသားနှစ်ယောက်လည်းပြင်းထန်ရပါတယ်။ဒါကျွန်တော်တို့တွန်လိုင်းရဲဘော်တအူးတော့လမောင်းကြည်တိမှန်ဂျန်ရန်ရပါတယ်မစိုးရင်ရပါဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ MACD တနက်သုံးနဲ့သိသိရရှိပါတယ်လို့ CGSOM ဘိုးဆက်ကြအเจ้าမရဲဘော်စမာကပြောထားပါတယ်ရုရှားသမ္မတပူတင်ကိုတဲခင်းနဲ့ယင်းပြင်းပြီးအောင်ပွဲ180ပြည့် ုံပြုတ်ပွဲကနေညစစားဟုမှာမင်းအောင်နိုင်ကိုနိုင်ငံကြီးများရဲ့ခေါင်းဆောင်များနဲ့ဒဏ်နဲ့မထိုင်ခိုင်းပဲနောက်တန်းမှနေရချတာကြောင့်ရုရှားစိုးရနဲ့စစ်ကောင်စီထုတ်ပြန်သောတပ်ပုံဗီဒီယိုမှတ်တမ်းများရသိရှိရပါတယ်။ယမန်နေ့ညစကုံစားပွဲမှာတော့ကာပွဲကျင်းပရာခမ်းမာတွေးမှာတရုတ်သမ္မတရှီကျင်းမင်းနဲ့ရုရှားသမ္မတပူတင်တို့ကရှေ့ဆုံးတက်မှာဒဏ်နဲ့ထိုင်ခဲ့ကြပြီးနောက်ကျောဘက်ကထိုင်ကုန်နှမ်းမှာတော့မင်းအောင်နိုင်နဲ့အခြားနိုင်ငံများမှာခေါင်းဆောင်များကနေရချပေးထားသူကိုတွေ့ရပါတယ်။ ေလာကူရီနီမှာရုရှားနိုင်ငံမော်စကိုမြို့မှာ1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်80ပြည့်ချီတက်ပွဲပြုလို့မိဖြစ်ပြီးမြန်မာစစ်တပ်လည်းပုံဝင်ချီတက်ပြောင်းသိရှိရပါတယ်။ကျွန်တော်နိုင်ငံရဲ့တက်ချုပ်ကြီးရလေရုရှားကိုသွားတော့သူများနိုင်ငံမှာနော်တလေးတစားဆက်ဆန်ရတာအမြင်တော့အဲကြည်ရတာလည်းပီတီလည်းဖြစ်တယ်။ကြည်လည်းကြည်မှုနဲ့ပြီးတော့ကိုကိုရိုင်းနဲ့မြန်မာလူမျိုးဖြစ်ရတာခုံယူတယ်နော်။ကိုကိုမြန်မာတယောက်ဖြစ်တဲ့ကိုရဲ့ ဒီအဖာသူများနိုင်ငံကိုသွားပြီးတော့တလေးစားနဲ့ဆက်ဆံခဲ့ရတာအမြင်တော့တကယ်ကြည်လူဖို့လည်းကောင်းတယ်เนาะခုံနဲ့ခုံယူတယ်ပြီးတော့ဘောမှဖြစ်ရတာလည်းခုံယူတယ်เนาะဒီချိန်မှာတော့ငါပိနေရတော့အရန်လောင်နေကြတာပေါ့เนาะကြည်ကွဲနေကြတယ်เนาะကိုရီးယားကဘာပဲဖြစ်ဖြစ်တမရောချက်တဲ့လူတွေဖြစ်တဲ့တကြောင်မလို့ခုံယူတယ် ဟိုမနက်ကမှရှိတဲ့ဘုံမတိုက်ကြတော့သူတို့အဘရရှားသွားတယ်ဆိုပြီးပျော်နေကြတာကတော့ပျော်မဆုံးတပြုံးပြုံးပေါ့ဗျာဒါပေမဲ့လည်းမင်းအောင်နေတို့အနေနဲ့ကဘာနဲ့တူလဲဆိုရင်တော့ပွဲလုံးမှမလို့ဖြစ်တဲ့ပွဲကိုလာဖို့9000ပေးပြီးခေါ်တဲ့9000စားတွေပေါ့ဗျာမြန်မာနိုင်ငံမှာဆိုရင်တော့အဲ့လိုကောင်းကြီးတွေပေါ့ရောက်နေတာပါဘာလို့လဲဆိုတော့တရုတ်နဲ့ရရှားတွေ့ဆုံမဲ့ပွဲမှာလူမစီမဆုလို့လူစီအောင်9000စားတွေကိုခေါ်တဲ့မှာသွားဝင်ရနေတာတကူပဲပျော်ရွှင်ပျော်မြူးနေတာကိုတွေ့ရတဲ့ဘုံမတွေရဲ့ဘဝကိုကြည့်ပြီးတော့မြန်မာနိုင်ငံရဲ့အနာဂတ်ကြီးကိုလည်းရင်လေးမိတာတော့မှန်ပါဗျာ တောင်းစားသွားလို့တယ်ဆိုတာသိနေပါဘူးလို့ဆိုဘာများရမလဲဘာများတောင်းမလဲဟိုအမများဘာများသနာပြီးတော့များပေးလိုက်မလဲဆိုပြီးတော့အများနဲ့မျှော်လင့်နေတဲ့ကောင်းနေဆိုတော့ဒီဗီဒီယိုတွေမှာတကယ်မြင်ရမှာပါဖြစ်ပါတယ်အဲ့တော့ကြီးချင်းအဖြစ်မြန်မာနိုင်ငံဟာစစ်ခွေးတွေတာအုပ်ချုပ်နေမှာဆိုရင်တော့စစ်ခွေးတောက်တိုင်ဘောမာတွေအပေါင်းရဲ့ဝင်းရံမှုနဲ့ပဲတောင်းစားနိုင်ငံဖြစ်မှာတော့ကျင်းနေပါတယ်ဒါကြောင့်ဒီလိုကောင်းနေတဲ့ထုတ်ထုတ်ထုတ်ချပြီးတော့ဒီကောင်နေတဲ့အတူစစ်ခွေးတောက်တိုင်ဘောမာတွေကတခါတည်းထည့်ပေးရမှာဖြစ်ပါတယ်အဲ့လိုပွဲတော်ကြီးမှာအင်းအဲ့ဦးမင်းအွန်လိုင်းအနေနဲ့ရုရှားနိုင်ငံမှာပွဲသွားတက်နေတယ်ဗျာနော် တော့ဒီတစ်ခေါက်ပွဲတက်တာတော့ကျွန်တော်တို့ကပုံမှန်အားဖြင့်ပွဲတက်တာပေါ့နော်ဒါအကယ်ဒမီပေးပွဲတို့ဟိုပွဲပွဲတို့ဒီပေးပွဲတို့ဟိုပွဲဒီပွဲတက်တာတော့ကျွန်တော်တို့ကအဲ့နဲဝေဖန်ခြင်းရှိပေမဲ့အခုလိုမျိုးအဲစီရင်နိုင်ငံရေးအတွက်တကယ်ကိုကောင်းမွန်တဲ့ပွဲမျိုးပေါ့ဗျာနော်ကျွန်တော်ကစီရင်နိုင်ငံရေးပွဲမျိုးပွဲတစ်ခုပဲနာမည်ပေးခြင်းပါလားအဲအဲ့ဒီမှာပွဲသွားတက်ခြင်းကအမ်မြန်မာနိုင်ငံရဲ့စီရင်နိုင်ငံရေးအတွက်အရန်ကိုအဲထူးခြားကောင်းမွန်တဲ့ရလဒ်တွေတည်ဆောက်လာမှာပါ တော့သူဘာတွေတည်ဆောင်လာမလဲအဲသူဒီပွဲသွားခြင်းအဖြစ်သူတက်ဘာတွေအကျိုးအမြတ်ရှိသလဲနိုင်ငံအတွက်ဘာတွေအကျိုးအမြတ်ရှိသလဲတက်မလို့အတွက်ဘာတွေအကျိုးအမြတ်ရှိသလဲအဲ့ဒါအဓိကကျွန်တော်အနေနဲ့သုံးသပ်ခြင်း ਨੇ အဲ့တော့ပထမအဦးဆုံးတစ်ချက်အနေနဲ့ကျွန်တော်မြန်မာနိုင်ငံကအခုလောလောဆယ်ပေါ့နော်၁၀၀၉၀၀နိုင်ငံနိုင်ငံနဲ့နိုင်ငံရှိတယ်ပေါ့တရုတ်နဲ့ရုရှားအတရုတ်ကတော့မြန်မာနိုင်ငံကိုအပြောမှဆိုချဲလဲခြင်းတိုင်းချဲလဲနေတာဖြစ်တယ်မြန်မာနိုင်ငံကြီးသူ့ရဲ့ကိုယ်ပိုင်လုံးအောင်ဖြစ်နေပါလား အဲ့တော့ဥမေအောင်လိုက်နေတဲ့ကအခုလိုမျိုးရုရှားနိုင်ငံနဲ့အတူသွားရောက်ပြီးတော့ဟလာအဲသွားရောက်ပြီးတော့ပူပေါင်းဆက်ဆံပြီးတော့ဟလာအခုလိုမျိုးပွဲတွေသွားတက်တဲ့အခါမှာတော့မိတ်ဖက်နိုင်ငံတွေတိုးလာစေပါလေရုရှား channel ပေါ့ရုရှား channel ကနေပြီးတော့အခုတိုးလာမဲ့ဒီရုရှားတနသာဟာနိုင်ငံတွေပေါ့ဗျာနော်ရုရှင်တနသာဟာနိုင်ငံတွေနဲ့နာသာနိုင်ငံတွေကိုကျွန်တော်နာမည်ပေးချင်ပါလေအဲ့တော့သူရဲ့ပေါင်းသင်းမိတ်ဆွေတွေနိုင်ငံတွေနဲ့ အဲဘူးကူးလူဆက်ဆံခွင့်ရမယ်အဲဒါကအရန်ကိုကောင်းမွန်တဲ့အချက်တစ်ခုပေါ့အဲ့ဒီအချက်နဲ့နေမကျွန်တော်မြန်မာနိုင်ငံဒီပြောပါလိမ့်မယ်နောက်ကျွန်တော်ခံမှန်းတာပေါ့နော်ခံမှန်းတာပေါ့ဒီထုတ်ပြန်ချက်တွေပေါ့တော့မပေါ့ဘူးပြရွေးကောက်ပွဲဘယ်လိုမျိုးတို့ချစ်ပါမယ်ရွေးကောက်ပွဲကဘယ်လိုမျိုးဖြစ်လာနိုင်လဲရွေးကောက်ပွဲချစ်ပါမှာလားရွေးကောက်ပွဲနဲ့ဆက်ဆက်တာတွေမေးလိမ့်မယ်လို့ကျွန်တော်ယူဆတယ်အဲ့ဒီညာလို့ဘုရားမကြီးကရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှိရင်တော့သူတခုခုတော့တင်းစကားပေးလိမ့်မယ်ပြတင်းစကားပေးလိမ့်မယ်ကဲမင်းအွန်လိုင်းတရားရုရှားကိုသွားတဲ့အချိန်မှာပဲဟိုဘက်ကလည်းချီချင်းပင်ကနေပြီးတော့တရုတ်သမ္မတကလည်းလာမယ်ဆိုပြီးတော့ တော်မျိုးမင်းကတော့သရုပ်တမန်တာကနေပြီးတော့မင်းအောင်လှိုင်ကိုဂရုစိုက်နဲ့မင်းတို့နိုင်ငံကရွေးကောက်ပွဲကစားဘယ်လိုရှိမလဲလို့မေးမယ်ဆိုပြီးထင်နေပုံရပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးတော့မင်းအောင်လှိုင်တယောက်ခုံနှန်းလေးရဲ့အနောက်ကဂျောင်းလေးမှာကပ်ပြီးတော့ကုန်းရစိတ်လေးကုန်းရစိတ်လေးဆိုပြီးတော့ရောင်းနေရတဲ့ဘဝကိုတော့ဒီကောင်လေးသိရှိသွားတဲ့ခြေဒီမှာဘလောက်ထိတောင်ခံစားနေရမလဲဆိုတာတော့စဉ်းစားစရာတော့မလိုတော့ပါဘူးဗျာ။ဒါပေမဲ့အဲ့ဒီစကားကတော့ထူးခြားတာပေါ့နော်။အဲ့ဒီစကားကတော့ထူးခြားတယ်။ ဟိုဘယ်လိုထူးခြားမလဲဆိုတော့ရွေးကောက်ပေါ်2025ဒီဇင်ဘာမှာလုပ်မယ်လို့အရင်ကြေညာထားတဲ့အတိုင်းပဲဖြစ်လာမလားဒါမှမဟုတ်အပြောင်းလဲဖြစ်မလားဆိုတာလည်းဒါစောင့်ကြည့်ရမယ်တိုးတော်လည်းခက်တာဘုံဇုံကြီးကိုပါရမီဖြည့်နေတဲ့အုပ်စုကလည်းရှိတယ်ဘာလို့ဆိုဘုံဇုံကြီးရွေးကောက်ပေါ်ကျင်းပမယ်လှုပ်လိုက်တိုင်းပြည်ရိုးရိုးရှုပ်ရှုပ်ပြောင်းလှုပ်တဲ့အုပ်စုကပြည်ပြည်ချင်းပဲအုပ်စုကလှုပ်လိုက်မယ်မသိဘုံဇုံကြီးကိုဆက်ပြီးအုပ်ချုပ်ခွင့်ရအောင်ပါရမီဖြည့်နေကြတယ်လို့ပဲအဲ့လိုတော့တွေ့ရတယ်ဆိုတော့ဘုံဇုံကြီးရဲ့ ရုရှားတရားသတင်းစာနှစ်ခုနဲ့အင်တာဗျူးတွေမှာတော့ကျွန်တော်ထင်တယ်ဒါခံမှန်းချက်တွေနဲ့ပါပါလာတဲ့တကယ်ပါလာတဲ့ခံမှန်းချက်တွေကြတော့သုံးသပ်တာဖြစ်ပါတယ်။တကယ်ဟာတွေကတော့မနှက်ဖြန်ဒီနေ့ညသကောင်လောက်ဖြစ်ဖြစ်မနှက်ဖြန်မနေ့မနှက်ဖြန်ညနေပိုင်းဖြစ်ဖြစ်မနှက်ဖြန်တရက်24နာရီတုန်းမှာပဲဖြစ်ဖြစ်မြင်ရနိုင်ကြတော့ရှိပါတယ်။ဒါလေးကတော့သူထုတ်ပြန်ပေးပါလိမ့်မယ်။အဲကြရင်တော့ခဏနောက်ထောင်ကြည့်ပါဗျာ။သူ့ရဲ့ roadmap ဒီရီမန်းချက်တွေလာလာရဲသွားလာတယ်သူပြောပါလိမ့်မယ်။နောက်တစ်ခုကကျွန်တော်ကတော့ပွင့်လင်းပြောရင်တော့ဒီနေ့မှာကျွန်တော်ပွင့်လင်းပြောရင်တော့တရုတ်သမ္မတနဲ့တွေ့မှလားဆိုတဲ့မိကုံးကိုတော့ကျွန်တော်ပွင့်လင်းပြောရင်တော့ကျွန်တော်ပို့ပြီးတော့ယူကြီးချက်ခိုင်မာလာတာတစ်ခုရှိတယ်။အင်း တိကျတော့တွေ့လိမ့်မယ်ဆိုတော့ဟာကျွန်တော်ယုံကြည်ချက်ပို့ခိုင်းပါလာတယ်ဟိုကျွန်တော်ရရှိတဲ့ information တွေအရာရောအဲခံမှန်းသုံးသပ်ချက်တွေအရာကိုပြောမယ်ဆိုတော့တိကျတမရရှီချင်းပိန်နဲ့ပူဇော်မှုကြီးနဲ့တော့ silent media လို့ခေါ်မလားပေါ့နော်သူတို့ဒီချာအကန့်လေးတစ်ခါမှတိကျတူရမျိုးအာဖြစ်နိုင်ရရှိတယ်ကျူကျူခေါင်းနဲ့တွေ့မှာတဲ့မင်းဟောင်းလိုက်နဲ့မတွေ့ဘူးတဲ့ဟွာအဲ့ကြောင့်မကျူကျူခေါင်းကိုခေါ်သွားရတယ်မင်းတို့ကမျော်လေးနေတယ်မင်းုံလေးတွေ့မလားလို့မင်းုံလေးကတခါသွားပြီးွားကြီးလေကွာသွားပြီးတော့လာရှုလဲပြန်ပေးလိုက်ပြီမင်းတို့ အခုမင်းတို့မိုးကုတ်ပြန်ရဖို့ဆိုရင်တော့စိတ်နာစဉ်းစားကြည့်တော့ကြော်မျိုးမင်းဟာဖြစ်နိုင်ရရှိတယ်ဘာလို့ဆိုတော့ဟိုဒီလိုတွေ့ပြီးတော့မှနိုင်နိုင်ငံကောင်းဆောင်တွေကြားမှာပြောကြမယ်စကားတွေတသက်ရှိနေပဲဗျအဲ့ဒါရှိနေမယ်ရှိနေမယ်အဲ့ဒါပြောကြမယ်စကားရှိနေပဲပြီးတော့ဘုံကြုံကြီးနဲ့ဦးဘုံကြုံကြီးနဲ့တရုတ်သမားရှိချင်းပြည်နောက်ဆုံးတွေ့ကြတာ2020ပြည်နှစ်ကဖြစ်ခဲ့တာတွေ့ခဲ့တာတွေ့ရဖြစ်တော့အဲ့2020ကတွေ့ခဲ့တာဖြစ်တဲ့တွေ့2020တွေ့ခဲ့တဲ့အချိန်မှာကလေးကတရုတ်သမားရှိချင်းပြည်ကမြန်မာပြည်ရဲ့အခြေအနေနဲ့တက်မတော်နဲ့တက်မတော်ခေါင်းဆောင်နဲ့ဒီ NLD ခေါင်းဆောင်တွေကြားထဲမှာဖြစ်နေတဲ့အဟတွေကို တူတော်ရှိချင်းမင်းကတော့မြင်သွားတဲ့ပုံပေါ်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ပွန့်နဲ့ပြောရင်တော့တူတော်ရှိချင်းမင်းနဲ့လေးနှစ်ကျော်ကြာတဲ့အခါမှာဘုဇုံမကြီးမြောင်းလိုင်းနဲ့သူတီချမ်းတွေ့ဘူးအိကြတွေ့ဘူးကိစ္စတွေဖြစ်လာလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်ပြီးတော့အားလုံးကဘုဇုံကြီးမြောင်းလိုင်းကိုစောင့်ကြည့်တယ်ပေါ့ဗျာပြောလို့ပြောနိုင်ငံတကာခေါင်းဆောင်တွေအစားအကုန်စောင့်ကြည့်ကြတယ်ဘလို့စောင့်ကြည့်လဲလို့မြင်စောင့်ကြည့်ဆိုတာအကုန်လုံး TV တိုင်းတိုင်းကြည့်တယ်ပေါ့ဗျာကိုယ်ကစိတ်လေးဝယ်ဘူးခေါ်မလို့စောင့်ကြည့်နေတာအနောက်မှာကုတ်ချောင်းကုတ်ချောင်းလုပ်နေလို့စောင့်ကြည့်ရဲဆိုတာကမြန်မာပြည်မှာခေါင်းဆောင်ပြောင်းလဲဖြစ်တယ်တောင်စောင့်သူကြီးကို ောင်းချပြီးတော့တော်တော်ချင်းအုံးထောင်းချပြီးတော့အဲခေါင်းဆောင်တက်လို့တဲ့ဘုံကြီးမကြီးမင်းတော့တက်မတော့ခေါင်းဆောင်ဘုံကြီးမကြီးမင်းအောင်လိုင်းကဘာဖြစ်မှာလဲဆိုတာအားလုံးကသတိနာတယ်ပေါ့ဘလို့စိနာဆိုတော့သူ့ကိုပုံဘာဖြစ်မှာလဲမဟုတ် ခွေးဖြစ်မှာခွေးဖြစ်မှာဘာဒေါ်လာနဲ့ PDF ဖွဲ့တယ်လဲအုံနေချင်းနဲ့ရှိနေတယ်ရှိနေတဲ့ခါကျတော့တိုင်းသလနဲ့ကလည်း why of ပုံကန်တယ်ဆိုတော့သူ့ကိုပုံစောင့်ကြည့်ရဲဆိုတာကမြန်မာပြည်မှာခေါင်းဆောင်အပြောင်းလဲဖြစ်တယ်တောင်ဆောင်သူကြီးကိုထောင်းချပြီးတော့တောင်ဆောင်ချင်းအုံးမျိုးထောင်းချပြီးတော့အဲခေါင်းဆောင်တက်လို့တဲ့ဘုံကြီးမကြီးမင်းတော့တက်မတော့ခေါင်းဆောင်ဘုံကြီးမကြီးမင်းအောင်လိုင်းက ဘာဖြစ်မှာလဲဆိုတာအားလုံးကသတိနာတယ်ပေါ့ဘလို့စိနေတာဆိုသူ့ကိုပုံကဒေါ်လာနဲ့ PDF ဖွဲ့တယ်လေအုံနေချင်းနဲ့ရှိနေတယ်ရှိနေတဲ့ခါကျတော့တိုင်းသားလက်နက်ကလည်း why on ပုံကတယ်ဆိုတော့သူ့ကိုပုံကနာကအုံနေချင်းနဲ့ပုံကလာပြီးတော့နောက်ွယ်မှာနိုင်ငံကြီးတနိုင်ငံရဲ့ပါဝင်ပတ်သက်မှုနိုင်ငံကြီးတနိုင်ငံသို့မဟုတ်နိုင်ငံအချို့ရဲ့ပါဝင်ပတ်သက်မှုတွေရှိရတဲ့အတွက်ဒီဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့အာဏာထိုင်ကောင်ကမြဲပါမလားဒီဒီဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတက်မလို့ကာကွယ်သူချုပ်တော့ကတော့အာဏာထိုင်ကောင်မြဲပေမဲ့နိုင်ငံကောင်းဆောင်နေရာလေးရောက်လို့ရှိမှာသူတာအာဏာထိုင်ကောင်မြဲပါမလားလို့စောင့်ကြည့်ကြတဲ့အုပ်စုတွေရှိနေမယ် ဒါပေမဲ့သူတို့အဲ့လိုစောင့်ကြည့်ကြရင်စောင့်ကြည့်ကြရင်လည်းပြုတ်ကြသွားမလားသူတို့သူတို့ကဗျာခေါ်တွေ့ပြီးမှသူမကြောက်ပြုတ်ကြသွားလို့ဆိုဖြစ်မလားဒါမျိုးတွေသူတို့စိုးရိမ်တဲ့ခါကျတော့စောင့်ကြည့်ကြတဲ့ပုံပေါ်တယ်အဲ့တော့စောင့်ကြည့်တဲ့သူတွေကိုဘယ်သူမှမရောက်နိုင်တာသူတက်တည်ပြလိုက်တယ်အနည်းဆုံးသူ၄နှစ်တိအေးစစနေပြသွားတယ်၄နှစ်တိသူထိုင်ကုန်ထိုင်ကုန်လှုပ်မသွားဘူးသူနေသွားတယ်၄နှစ်တိသူထိုင်ကုန်လှုပ်မသွားတဲ့အချိန်သူနေသွားတဲ့အတွက်၄နှစ်လောက်ဖြစ်တဲ့အတွက်သူအာနာတိဆောက်မှုခိုင်မြဲသွားပြီဆိုတဲ့အချိန်ရောက်တော့မှတရုတ်ကောင်းဆောင်တို့ကတော့လည်းအဲဒီကောင်းအာနာတိကောင်းတိဆောက်တော့ခိုင်မြဲသွားပြီငါတို့စကားပြောလို့ရပြီဆိုပုံစံစကားပြောတယ်လို့ စကားပြောဖို့ယူသားမယ်လို့ကောက်ချက်ချတယ်အဲ့တော့ပူတင်ကိုယ်တိုင်လည်းဒီလိုမျိုးတွက်ချက်ပြီးတော့မှဗိုလ်သူကြီးမရောက်လာလက်ခံတွေ့ဆုံတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ဘာလို့ဆိုတော့ဒီထိုင်ကုန်ကတန်ထိုင်နေကောက်တက်ထိုင်နေကောက်ထိုက်တန်လားမထိုက်တန်လားသူဒီအာနာထိုင်ကုန်နဲ့ဒီဖင်နဲ့ရာဇပလင်ဖင်မှာကပ်ပါလားမပါလားအဲ့အဲ့ဒီဟာကိုကြည့်အဲ့တော့နိုင်ငံတကာကလည်းကြည့်ကြတယ်။အဲ့တော့ကျွန်တော်တို့တာမန်လုံဝန်ထမ်းတွေလောကမှာတော့တာမန်ကုမ္ပဏီဝန်ထမ်းဘာညာစသဖြင့်ကုမ္ပဏီတွေမှာကုမ္ပဏီရှိတယ်။အဲ့မှာတော့ယာရုနဲ့မတန်တဲ့ကောင်ကခင်ဗျတလားလား၄၅၆လတိကျသွားတာပဲဖင်ပူပြီးထွက်သွားတာပဲတုတ်သွားတာပဲ။ဆိုတော့အဲ့လိုမျိုးပဲ။ဆိုတော့ဘိုးဘူးကြီးက သူအာဏာထိုင်ကုန်ဝင်မှာထိုင်ရတာသူ့အတွက်ကဘာမှမရှိဘူးဘာမှဖြစ်ဘူးဆိုတဲ့ပုံမျိုးသွားတွေ့ရတယ်အဲကြောင့်မလို့သူတို့ဒီအာဏာထိုင်ကုန်ကိုအာဏာချုပ်ကိုင်မှုသူခိုင်မာအကောင်းသားပြီဆိုတော့လက်ခံသွားတဲ့ပုံပေါ်တယ်ဒါကြောင့်မလို့လူလူကြီးမြောင်းလိုင်းကိုသူတို့ပို့ပြီးတော့အဲထည့်ပြီးစဉ်းစားလာတဲ့ပုံပေါ်တာပေါ့ဒီလိုပဲကျွန်တော်ကောက်ချက်ချတယ်ဆိုတော့ထားပါတော့ဒါတွေကတော့သုံးသက်ချက်တွေပါအဲ့တော့ရှီချင်းပင်ငင်းနဲ့ဝူမူကြီးနဲ့ကတော့ဒါမနှက်ဖြန်ဖြစ်မလားဒီနေ့တော့တွေ့မလားတော့ဒီနေ့တော့တွေ့ကြသလားမနှက်ဖြန်မနာတွေ့မလား ါမှမဆယ်နေကြမှာတွေ့မလာတော့ဘူးဒီတနေ့နေ့တော့တွေ့မှာပါဒီတနေ့နေ့တော့တွေ့ကြမှာပါเนาะတနေ့နေ့ဆိုတော့ဒီ၃ရက်ထဲမှာ၁ရက်မှာတွေ့ပြလိမ့်မယ်ထင်တယ်ဒါပေမဲ့တရင်ထုတ်ပြန်ပါမလားဆိုရင်မိကုန်းလေးတစ်ခုပဲနောက်တစ်ခုကကျွန်တော်ကတွေ့ပြမယ်လို့ရာနှုန်းပြပြောနေပြီမယ်ကျွန်တော်ကရှီကျင်းမင်းသားလည်းမဟုတ်ဘူးရှီကျင်းမင်းတတ်မှလည်းမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တော့အဲ့လိုပြောနေပြီမယ်ရှီကျင်းမင်းစိတ်ကမနှက်ပြန်ကြရင်ဒီနေ့တွေ့မယ်မနှက်ပြန်ကြရင်စိတ်ပြောင်းသွားမှာဖြစ်မသွားဘူးလေမပြောနိုင်တဲ့အတွက်ကျွန်တော်ကတွေ့မယ်လို့ပြောတာဒီတရားရရင်တော့ဖြစ်ချင်မှဖြစ်နိုင်တယ်ဒါပေမဲ့သူ့တော့ခံမှန်းသုံးသပ်ချက်ဖြစ်တဲ့အတွက်တွေ့မယ်လို့ပြောတာဒီတွေ့မယ်လို့ပဲမှတ်ပါ အဲမတွေ့ခဲ့တော့လဲမတွေ့လို့ပဲမှာပါဘာဒီလိုပဲကြွပြရတယ်နော်စောင့်ကြည့်ရဲဆိုတာကဲကျူကျူခေါ်နဲ့တွေ့မှာတော့တရားရဂိုင်လုံးမယ်ဆိုပြီးတော့ငါတို့ကသိထားပြပါပြီမင်းနာမသိသေးတာဘာလို့လဲဆိုတော့မင်းအပြင်းမထွေရတာကြီးကို